လာပါဗျာရေမြေလေမီတာကြီးလေးပါနဲ့တီကလေးကလမိုင်းဆိုတာရှိပါတယ်အဲ့တော့ကုန်းလမိုင်းရေလမိုင်းတောလမိုင်းတောင်လမိုင်းသလမိုင်းနတ်လမိုင်းကဘွာလမိုင်းလမိုင်းစက်နေရကိုပိုင်ဆန်စုတော်မူသောလမိုင်းတခင်ရှင်ကြီးဟာဟိုင်းဒေဝပါရမီရှင်များအားလုံးအပျော်ကြက်ရအောင်လေးကျုံစက်ကြဖြင့်ပတ်စတော်တိုက်လို့ပြီးပါမောင်ကြီး တိလရှင်တွေကနတ်တွေကိုပူဇော်ပါသနေတာเนาะတိလရှင်အားလုံးကိုတော့မပြောလို့ဘူးတချို့သောတိလရှင်တွေကိုပြောချင်ပါတယ် တိလရှင်ဆိုတာအမျိုးသမီးဖြစ်တဲ့အတွက်တိလရှင်တွေဆိုရင် လူတကာတကာမတွေကမကြည်ညိုကြတာများပါတယ်အဲ့ဒီလိုမကြည်ညိုကြတာများတဲ့အတွက်လူတကာတကာမတွေအနေနဲ့တိလရှင်တွေကိုကြည်ညိုတတ်လာအောင်ဦးဇင်းတို့ယဟန်တန်ကာတွေကတိလရှင်တွေရဲ့ဂုံပုတ်တွေကိုချပြပြီးတော့ပြောဆိုပြသပေးနေတဲ့အချိန်မှာတိလရှင်တချို့ကအခုလိုလွဲမှားတဲ့အလုပ်တွေလုပ်ပြနေမှဆိုရင်ဦးဇင်းတို့ဘလောက်ပဲပြောပြောပြောသမျှအရာရောက်မှာမဟုတ်ပါဘူး နော်နောက်ပြီးတကယ်ကောင်းတဲ့သီလရှင်တွေကိုလည်းပဲထိခိုက်စေပါတယ်ဒါကြောင့်သီလရှင်တချို့ကိုပြောကျင်တာကကိုယ့်အရေးသွေးကိုကုနာလဲပါကိုယ့်တန်ဖိုးကိုကုနာလဲပါကိုယ့်တန်ဖိုးကဘာလဲတရဏဂုံနဲ့သီလပဲဖြစ်ပါတယ်သီလရှင်တစ်ပါးဖြစ်ပါရဲ့နဲ့တရဏဂုံပြတ်နေမယ်ဆိုရင် လုံးဝမကောင်းပါဘူးနော်ဘယ်လိုအချက်တွေကတရဏဂုံပြတ်စေတာလဲဆိုရင် မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်ပူဇော်ပသနေခြင်းဟာ ်တရဏဂုံပြည့်စည်တာပဲဖြစ်ပါတယ်ဥပမာဒီလိုလောက်ရမျိုးပေါ့နော်ဒါကြောင့်ပြောချင်တာကဥစဉ်တို့ယဟန်တန်ကတွေကတိလရှင်တွေကိုလူတွေကြီးညိုတက်လာအောင်ပြောဆိုပြသပေးနေတဲ့အချိန်မှာတိလရှင်တချို့အနေနဲ့ဒီလိုလွဲမှားတဲ့အလုပ်တွေကိုလုံးဝမလုပ်ပါနဲ့နော်လူတကာတကာမတွေလမ်းမှန်ရောက်အောင်သာမိမိတို့တက်ဆွမ်းတလောက်ဟောပြောပြသပြီးတော့ရှေ့ဆောင်လမ်းပြအနေနဲ့ကောင်းတဲ့အလုပ်တွေကိုလုပ်ပြပါလို့ပြောချင်ပါတယ်ဒါမှလည်းလူတကာတကာမတွေအနေနဲ့ တိလရှင်အားလုံးကိုကြည်ညိုတက်လာမှာဖြစ်ပါတယ်။နော်။အရှင်ဖေရသာသနာပေါင်းမဝင်ပဲပုထုဇဉ်ဘဝနဲ့တရားအားထုတ်တိလကျင့်ရင်ကောနိဗ္ဗာန်ရောက်နိုင်လားဖေရတဲ့။ရောက်နိုင်တာပေါ့နော်။နိဗ္ဗာန်ဆိုတာလေယဟန်တွေပဲရောက်ရမယ်။လူတွေမရောက်ရဘူးလို့ကန့်သတ်မထားဘူး။လူပဲဖြစ်စီယဟန်ပဲဖြစ်စီနိဗ္ဗာန်ရောက်ကြောင်းအကျင့်မြတ်တရားကိုကျင့်မယ်ဆိုရင်နိဗ္ဗာန်ရောက်မှာဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်က လူဝတ်ကြောင်ဘဝနဲ့ယဟန္တာဖြစ်ပြီးနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်၅ဦးရှိပါတယ်။အဲ့ဒီပုဂ္ဂိုလ်၅ဦးကဘသူတွေလဲဆိုရင်၁။ဥက္ကာသေနတကြွယ်၂။တန္တတိအမတ်ကြီး၃။ဝိတာတော်ကလူလင်၄။ဓာတုစီပရပိုက်၅။ခမဲတော်သုဒ္ဓေါဒနမင်းကြီးတို့ဖြစ်ပါတယ်။အဲ့ဒီပုဂ္ဂိုလ်၅ဦးဟာလူဝတ်ကြောင်ဘဝနဲ့ယဟန္တာဖြစ်ပြီးနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်၅ဦးဖြစ်ပါတယ်။ဒါကြောင့်သာသနာ့ဘောင်ထဲမဝင်ဘဲနဲ့ လူဝတ်ကြောင်ဘဝနဲ့တရားအထုတ်ပြီးသီလဆောင်ထိန်နေမယ်ဆိုရင်လေနိဗ္ဗာန်ရောက်နိုင်ပါတယ်เนาะအရှင်ဖေယလူဝတ်ကြောင်နဲ့ယဟန္တာဖြစ်ပြီးနိဗ္ဗာန်ရောက်တယ်ပြောတာကိုနားမလည်ဘူးဖေယလူဝတ်ကြောင်ကနေဘယ်လိုလုပ်ပြီးယဟန္တာဖြစ်ရတာလဲပြန်လဲမိန်ကြားပေးတော်မူပါအောင်ဖေယတဲ့ဟုတ်တာပေါ့ဒါလည်းမေးသင့်ပါတယ်เนาะယဟန္တာလို့ဆိုလိုက်ရင် လူအများစုက သင်္ကန်းဝတ်ထားတဲ့ပုံကိုယ်ကိုပဲမြင်တတ်ကြပါတယ် ယဟန္တာဆိုတာသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ကိုပြောတာမဟုတ်ပါဘူးယဟန္တာဆိုတာအရဟတမတ်ရထားပြီးသောသူကိုပြောတာပါတနည်းပြောရမယ်ဆိုရင်ယဟန္တာဆိုတာဟာရူပရာဂအရူပရာဂမာနဥဒ္ဒေသအဝိဇ္ဇာတရားတို့ကိုအရဟတမတ်ဖြစ်အကျွင့်မဲ့ပသက်ပြီးသောသူကိုပြောတာပါသင်္ကန်းဝတ်ထားတဲ့သူပဲဖြစ်ဖြစ် လူဝတ်ကြောင်ပဲဖြစ်ဖြစ်အဲ့ဒီရူပရာဂအရူပရာဂမာနဥဒ္ဒေသအဝိဇ္ဇာတရားတို့ကို အရဟတမတ်ဖြင့်အကျွင်းမဲ့ပယ်သက်ပြီးတဲ့သူဆိုရင်ယဟန္တာပဲဖြစ်ပါတယ်။ဒီထက်နားရှင်းအောင်ပြောရမယ်ဆိုရင် လူဝတ်ကြောင့်ပဲဖြစ်ဖြစ်သင်္ကန်းဝတ်ထားတဲ့သူပဲဖြစ်ဖြစ်ဤလေသာတရားကုန်ခန်းနေတဲ့ပုဂ္ဂိုလ်ဟာယဟန္တာပဲဖြစ်ပါတယ်။နားလည်ပါစေနော်။ဥစဉ်ဖရာကြောင်းတွင် ဥပုပ်ဆိုတာ ရှိပါသလားဖရာ။ရှိတယ်ဆိုရင်ဘယ်လိုမျိုးကိုခေါ်ပါသလဲဖရာတဲ့။ကြောင်းတွင်ဥပုပ်ကြောင်းစင်ဥပုပ်ဆိုပြီးအမျိုးမျိုးပြောဆိုနေကြတာရှိပါတယ်။ နော်ဥပုပ်ကတိခါပရပရိယန္တဥပုပ်နဲ့ကာလပရိယန္တဥပုပ်ဆိုပြီးနှစ်မျိုးရှိပါတယ်တိခါပရပရိယန္တဥပုပ်ဆိုတာကတိခါပုဂ္ဂိုလ်တစ်ပါးဖြစ်စီနှစ်ပါးဖြစ်စီသုံးပါးဖြစ်စီလေးပါးဖြစ်စီမိမိတက်နိုင်သလောက်စောင့်သိပြီးနေတဲ့ဥပုပ်ကိုပြောတာပါကာလပရိယန္တဥပုပ်ဆိုတာကတော့အချိန်အပိုင်းခြားနဲ့စောင့်တဲ့ဥပုပ်ကိုပြောတာပါ ဥပုပ်နေ့မှာမိမိကအကျောင်းကိုရောက်လာတယ်။ကျောင်းမှာရှိနေစဉ်အချိန်ကျော်တွင်ပဲဥပုပ်စောင့်မယ်ဆိုတဲ့အနေထားမျိုးနဲ့အချိန်ပိုင်းခြားပြီးစောင့်တဲ့ဥပုပ်ကိုကာလပရိယန္တဥပုပ်လို့ခေါ်ပါတယ်။အခုမန်းပိုင်ရှင်ပြောတဲ့ကျောင်းတွင်ဥပုပ်ဆိုတာဟာကာလပရိယန္တဥပုပ်ပဲဖြစ်ပါတယ်။နားလည်ပါစေနော်။ဥစဉ်ဖယမိမတွေကိုပြောတဲ့၆ပြည့်ကင်းစဉ်ဆိုတာတပြည့်တော်နားမလည်လို့ရှင်းပြပါဖယအဲ့။မဟာဝကတန်ရုပ်အထကထာမှာ အဲ့ဒီ6ပြည့်ကိုဖော်ပြထားပါတယ်။ဘာတွေလဲဆိုရင်နံပါတ်1အရက်မမြင့်လွန်ခြင်းနံပါတ်2အရက်မနှိမ်လွန်ခြင်းနံပါတ်3ခန္ဓာကိုယ်မဝလွန်ခြင်းနံပါတ်4ခန္ဓာကိုယ်မပိန်လွန်ခြင်းနံပါတ်5အသားမဖြူလွန်ခြင်းနံပါတ်6အသားမမဲလွန်ခြင်းတို့ဖြစ်ပါတယ်။အဲ့ဒီအပြည့်6မျိုးနဲ့ကင်းလွတ်နေတဲ့အမျိုးသမီးတွေကိုအမျိုးသားတွေကနှစ်သက်တာများပါတယ် ာဟာ၆ပြည့်ကင်းစင်ဆိုတာပဲဖြစ်ပါတယ်။အရှင်ဖရဂျပန်ကိုသွားလို့ဂျပန်ကတရေ၆တဲ့ဆိုရင်တရဏဂုံရွရင်ရောထိရောက်ပါသလားဖရဖြေချပေးတော်မူပါဖရတဲ့။ဒါပေါ့လူမျိုးကြားကဖြစ်သွားတဲ့တရေဆိုတော့လေတရဏဂုံကိုနားမလဲတော့တရဏဂုံရွပြလဲကြောက်ချင်မှကြောက်မှာပေါ့နော်။တရဏဂုံဆိုတာရွနေုံနဲ့မပြီးဘူးမြဲဖို့လဲလိုတယ်။တချို့လူတွေ တရဏဂုံယူပြီးတရဏဂုံပြက်နေတာတွေရှိတယ်ဘလို့လူမျိုးတွေလဲဆိုရင် မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုယရနာ၃ပါးနဲ့ဒန်းတူထားပြီးကိုးကွယ်တဲ့လူတွေဖြစ်တယ်အဲ့ဒီလိုလူတွေဟာတရဏဂုံပြက်နေတဲ့လူတွေဖြစ်တယ်ရှေ့ကတရဏဂုံယူပြီးနောက်ကတရဏဂုံပြက်နေတာဟာပလိုင်းပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေပါတယ်ဘာကောင်းကျိုးမှဖြစ်မှာမဟုတ်ပါဘူးเนาะတရဏဂုံကိုဂျွလဲယွတ်မယ်မြဲလဲမြဲမယ်ဆိုရင် ကောင်းကျိုးတွေလည်းရတယ်လို့နှကောင်းနှက်မြက်တွေလည်းစောင့်ရှောက်ပါတယ်နှကောင်းနှက်မြက်တွေစောင့်ရှောက်ခံထားရတဲ့ပုဂ္ဂိုလ်တယောက်ဟာမိတိတရေတစီမှနှောက်ရက်နိုင်ပါဘူးเนาะဒါကြောင့်ဘယ်ကိုပဲရောက်ရောက်ဘယ်ကိုပဲသွားသွားတရဏဂုံကိုရွတ်လဲရွတ်ပါမြဲလဲမြဲပါအဲ့ဒီလိုတရဏဂုံကိုရွတ်လဲရွတ်တယ်မြဲလဲမြဲတယ်ဆိုရင်နှကောင်းနှက်မြက်တွေစောင့်ရှောက်ထားတဲ့အတွက်မိတိလူမျိုးကဖြစ်လာတဲ့တရေတစီပဲဖြစ်နေပါစီမနှောက်ရက်နိုင်ပါဘူးเนาะ အရှင်ဖေယအိမ်မှာအိမ်တွင်းနဲ့မရှိပဲ နေလို့ရပါသလားဖေယမသိလို့ပါတဲ့နတ်ဆိုတာကိုအရင်ပြောမယ်နော်နတ်ဆိုတာနာထဆိုတဲ့ပါဠိကလာတယ်လို့ဝောဟာရလိနတ်ထဒီပဏီကျမ်းမှာဆိုပါတယ်နာထဆိုတဲ့အတိတ်ဘယ်ကကိုယ်ွယ်ရာအာထာရာလို့အတိတ်ဘယ်ရပါတယ်နတ်က၃မျိုးရှိပါတယ်နတ်၃မျိုးကဘာတွေလဲဆိုရင်၁ဖေယပစ္စေကဗုဒ္ဓါ ယဟန္တာများဖြစ်ကြသည့်ဝိတုဒ္ဓိနတ်နှင့်လက်ပြေ6ထက်နှင့်မြမဘုံ20၌ဖြစ်ကြသည့်ဥပပတ္တိနတ်3ရှင်ဘယင်မိဘရစတဲ့သမုဒ္ဓိနတ်တို့ပဲဖြစ်ပါတယ်ဖော်ပြပါနတ်3မျိုးထဲမှာဖျားပစ္စေကဗုဒ္ဓယဟန္တာများဖြစ်ကြသည့်ဝိတုဒ္ဓိနတ်များကိုတော့ကိုယ်လဲကိုယ်ကွယ်ကောင်းပါတယ်အားလဲအားထားကောင်းပါတယ်ဥပပတ္တိနတ်နဲ့သမုဒ္ဓိနတ်တို့ကိုတော့မကိုယ်ကွယ်ကောင်းပါဘူးအားထားလို့တော့ရပါတယ် အဆိုပါနတ်သုံးမျိုးထဲမှာအိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မန်နှဲလေးတို့ဥရှင်ကြီးတို့မြင်းဖြူရှင်တို့စတဲ့ပုံကိုယ်တွေမပါပါဘူးเนาะဘာကြောင့်မပါတာလဲဆိုရင်နတ်မဟုတ်လို့ပဲဖြစ်ပါတယ်နတ်မဟုတ်ရင်ဘာတွေလဲဝိမာနိကပြိတ္တာတွေပဲဖြစ်ပါတယ်ဝိမာနိကပြိတ္တာတွေကိုဂိုင်းစရာတချို့ကနတ်ဆိုတဲ့အမိတက်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင်တချို့ကမျက်စိလဲသွားကြတာဖြစ်ပါတယ်ဒါကြောင့် အိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့မြင်းဖြူရှင်တို့ဥရှင်ကြီးတို့စတဲ့ပုံကိုယ်တွေဟာနတ်မဟုတ်ပါဘူးဝိမာဏိကပြိတာတွေပဲဖြစ်ပါတယ်အဲ့ဒီလိုဝိမာဏိကပြိတာတွေကိုအိမ်မှာထားပြီးကိုးကွယ်စရာမလိုပါဘူးနော်အိမ်မှာထားပြီးတော့ကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်ဘာကြောင့်လဲဆိုရင် သူတို့တွေမှာကိုးကွယ်ခံထိုက်တဲ့ဂုံမရှိလို့ပဲဖြစ်ပါတယ်ဒါကြောင့်အိမ်မှာထားစရာမလိုပါဘူးနော် ီလိုပြောလို့တချို့ကရှေးထုံးကိုပယ်တယ်ဆိုပြီးပြောကောင်းပြောကြပါလိမ့်မယ်ရှေးထုံးဆိုတဲ့နေရာမှာကောင်းကျိုးဖြစ်တဲ့ရှေးထုံးဆိုရင်တော့မပယ်ဘဲထားရမှာဖြစ်ပါတယ်ကောင်းကျိုးမပေးတဲ့ရှေးထုံးဆိုရင်တော့ပယ်တဲ့ကပယ်ရမှာဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုတော့သိထားဖို့လိုပါတယ်